အားလုံးပဲမင်္ဂလာပါခင်ဗျာ။뇌ဦးမိသားစုဝင်ပေါင်းလို့ရေ။뇌ဦး family youtube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှတော့ကြပြဆရာကြည်စော်အေးရဲ့ကြပြအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူ live ပါခံစားနားဆင်ပေးကြပါအောင်နော်။နာမည်စောင်းရာသည် လုံညုံမှုမိโกများဟာဥနေတယ်လေတုပွန်ပဲ့ယဟန်များလေပတ်ရဲ့၆ကက်ကက်လေရာမြီပေါ့ဆိုစွတ်နေတဲ့သွေးစားအသားစားရုပ်စားအပူချိန်ဟာအိမ်ခေါင်မိုးတွေစီကနေဖြာကြတခါတခါကလေးတယောက်ရဲ့ငိုတဲ့တခါတခါအမေအိုတယောက်ရဲ့ညီတဲ့ စစ်ပစ်နေမှတော့အချစ်စစ်နယ်လဲဘယ်တွေ့နိုင်မှမလဲလူငယ်တယောက်ကအန်ကျိတ်ပြီပြောတယ်ခွေးမာရတွေခွေးတွေ့တောင်မစားဘူးတဲ့ဖိုးဦးတယောက်ကတောက်ခေါက်တယ်ဆေးမရှိတဲ့ယောဂာနဲ့တူတဲ့လမ်းကမှားနေတယ်စောင်းဝင်တော့မယ်အချစ်တက်ပို့ပြီးဘယ်မီးဘူကလွေးပါမလဲနာကျင်မှုကိုသာ လုံညာကြည်စောဧဒုက္ခတခုကောင်းအုံးကိုပြောင်းမြန်လန့်အိတ်လေဒီအိမ်မက်ဖဲဘာဆွဲမှမဆွဲလို့ဘာဆွမ်းမှမဆွမ်းလို့လောက်လန်းများအတိုင်းဂျွန်းထိုးတည်ခြင်းရဲ့မိโกခြင်းပေါင်းတဲ့ခစ်မဟုတ်ဘူးဥယင်တစ်ခုလုံးယင်တလောင်းလောင်းနဲ့ ဘယ်သူအသက်ကညိတာလဲမိတ်ဆွေများနဲ့ပျော်ရွှင်စွာနေထိုင်သည့်စာအုပ်ကလည်းဖတ်မကောင်းဘူးဒီကောင်းစဉ်နဲ့ဒီအကြောင်းအရာမှာညီငွေမိအခါကလက်ထဲက secret လို့ခွက်ထဲကလက်ကြံအမောင်ကလည်းရံရွက်လို့အာကုသူစိတ်နဲ့အိယာစောစောထလာခဲ့တယ်ကျွန်တော်ကပြိတ္တာကလေးတစ်ချောင်းပါ ကြည်စော်အေးမပျော်ရွှင်ရသူများအတင်ဝင်းကြီးကအခမဲ့ပါဆေဘေယာပလက်ကမိဖို့ကြောင့်လည်းကတက်ငွေအိုးကိုပြန်မသိဘာဂျီနီယာဟုကပင်လေရည်နဲ့ထဲကပြန်တက်မလားရှင်တန်ညင်နာလဲယောဂါပဲတေးညင်နာလဲယောဂါပဲဘယ်ဆေးကိုအရင်ထိုးရမလဲ ဘယ်အလောင်းကိုအရင်မြုပ်ရမလဲနောက်ဘဝကကိုယ့်လက်ထဲမှာကြပြားစရာကြည်စော်အေး